စားနဲ့ရန်ဖြစ်ပြီးတော့လေကိုကိုကိုကားကြိတ်ခံလိုက်သလိုလိုကားကပဲမမြင်လို့ကြိတ်သွားသလိုလိုနဲ့ပေါ့နော်အခုသေဆုံးသွားတဲ့ဟာပြဿနာဖြစ်သွားတယ်ကောင်မလေးကကောင်လေးနဲ့ရန်ဖြစ်နေတယ်ကားပေါ်မှာရန်ဖြစ်နေတယ်ရန်ဖြစ်ပြီးတော်တော်ကြာတော့ကောင်မလေးအထုပ်ပိုးတွေနဲ့ဆင်းသွားတယ်ကောင်လေးကကားမောင်းထွက်သွားတယ်အဲအဲ့ချိန်မှာပဲကောင်မလေးကဘဲမှမသွားဘူးနော်အဲ့နာမှာပဲဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နေအဲ့တော့ကားလာတဲ့အချိန်မှာပဲ तू ကကားလမ်းပေါ်လှဲချပလိုက်တယ်တဲ့ လဲချပလိုက်တယ်ပေါ့ဘေးနာပုံဝင်ချင်တဲ့လူတွေကလည်းလှမ်းပြီးအချိန်မီတားဖို့ကားကအမြဲတမ်းသွားနေတဲ့နေရာဖြစ်တော့မတားလိုက်နိုင်ဘူးပေါ့နော်ကားကတိုက်ချင်လို့တိုက်သွားလဲမဟုတ်ဘူးသူ့ဘာသူတေချောင်းကျန်တာတော်တော့ရေးအမလေးကလည်းငငယ်ချောချောလေးတဲ့ပုံထဲမှာလည်းလှရဖြူဖြူပွပွနဲ့တော့နော်အသက်ကလည်း23နှစ်ပဲရှိသေးတယ်တဲ့ မင်္ဂလာပါရှိခလေး YouTube channel လေးရကြိုဆိုလိုက်ပါရခလေးခုတက်ဆက်ပေးမဲ့သတင်းလေးကတော့အော်တိုဘာ22ရက်နေ့ည6:00နာရီဝန်းကျင်လောက်ကပေါ့နော်ရွှေကုန်းတိုင်းတဒါအစင်မှာတက်23နှစ်ရွယ်အမျိုးသမီးကချစ်သူကောင်းလေးနဲ့ရံဖြစ်ပြီးတော့ပေါ့နော်တဒါအစင်ကနေကားကလာတယ်ဒါကိုသူကနေပြီးတော့မှောက်ချပြီးတော့အကြိတ်ခံလိုက်တာပေါ့နော်ဒါကြောင့်မို့လို့ဒီသတင်းလေးကိုတက်ဆက်ပြသပြီးတော့မှဖြစ်ပါတယ်ဒီအမျိုးသမီးရဲ့အကြောင်းကိုပြောပြလာတဲ့ဒီအမရရဲ့ဗီဒီယိုလေးကိုတက်ဆက်ပြသပြီးတော့မှဖြစ်ပါတယ်ရှင့်ခလေးနဲ့တို့အဆုံးထိနားထောင်ပေးဖို့လည်းအမျိုးတို့ဖိတ်ခေါ်လိုက်ပါတယ်ရှင့် တရက်နေ့ည၈နာရီရွှေကုန်းတိုင်းသရဆင်းကဘာကြီးဖရလမ်းမပေါ်မှာ23နှစ်အရွယ်မင်္ဂလာတော်ကကောင်မလေးအာရီးစားနဲ့ရန်ဖြစ်ပြီးတော့လေကိုကိုကိုကားကြိတ်ခံလိုက်တလို့လို့ကားကပဲမမြင်လို့ကြိတ်သွားတလို့လို့နဲ့ပေါ့နော်အခုသိဆုံးသွားတဲ့ဟာပြဿနာဖြစ်သွားတယ်ဖြစ်သွားတာကအခုဒါတွေကိုအဆဆုံးမြင်တဲ့အဲလူကပေါ့နော်သူကအကုန်လုံးသူ့ရဲ့မိသားစုဝင်တွေသိစေရန်ဆိုပြီးတော့အခုညီတောင်းနဲ့တင်ထားတဲ့ post ကဒီလိုတင်ထားတာ ဟိုဟာကောင်မလေးကကောင်လေးနဲ့ရံဖြစ်နေတယ်ကားပေါ်မှာရံဖြစ်နေတယ်ရံဖြစ်ပြီးတော်တော်ကြာတော့ကောင်မလေးအထုပ်ပိုးတွေနဲ့ဆင်းသွားတယ်ကောင်လေးကကားမောင်းထွက်သွားတယ်အဲအဲ့ချိန်မှာပဲကောင်မလေးကဘဲမှမသွားဘူးနော်အဲ့နာမှာပဲဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့ညကလည်းမီးတွေကပြက်နေတော့မှောင်နေကွာအဲ့နေရကားကလည်းအရန်သွားအမြဲတမ်းသွားလာနေတဲ့နေရဖြစ်နေတယ်တဲ့အဲ့တော့ကောင်မလေးကလေကားတွေလာတယ်ဆိုရင်လည်းတုံတုံတိတ်မဖယ်ပေးဘူးတဲ့ပေကက်ကက်နဲ့ပုံစံမျိုးပေါ့ကွာအဲ့တော့ကားလာတဲ့အချိန်မှာပဲသူကကားလမ်းပေါ်လှဲချပလိုက်တယ်တဲ့ လဲချပလိုက်တယ်ပေါ့ဘေးနာပုံဝင်ချင်တဲ့လူတွေကလည်းလှမ်းပြီးအချိန်မီတားဖို့ကားကအမြင်နဲ့သွားနေတဲ့နေရာဖြစ်တော့မတားလိုက်နိုင်ဘူးပေါ့နော်မတားလိုက်နိုင်ဘူးအဲ့တော့ကောင်မလေးကတော့အဲ့နေရာမှာ အပုံတွေကတော့တင်ထားတယ်ပေါ့ကွာနည်းနည်းဆိုးဆိုးဝါးဝါးတွေပေါ့အဲ့တော့တို့ကဒီကောင်မလေးရဲ့ပုံတွေနဲ့မှတ်ပုံတင်ကောင်မလေးရဲ့မှတ်ပုံတွေအသေးစိတ်ကိုလည်းတို့ပုံရိုက်ပြီးတော့တင်ထားတယ်ကောင်မလေးပုံလည်းတင်ထားပြီးတော့မိသားစုဝင်တွေသိစေရန်ဆိုပြီးတော့အာတို့ကအဲ့လိုအကူအညီတောင်းပြီးတော့ post တင်ထားတယ်ကွာပြီးတော့လူမှုကယ်ဆယ်ရေးအသင်အားစေုံတင်ပေးလိုက်တယ်ကောင်မလေးကစုံသွားတယ်ပြီးတော့မင်းတို့ပြောချင်တာကမိန်းကလေးတွေရန်ဖြစ်ပြီးယောက်ျားလေးတွေနဲ့ရန်ဖြစ်ပြီးဆိုအခုလိုမျိုးကိုကိုကိုတတ်သေးဘူးလောက်ထိအေးလှုပ်เสียမလို့အခုခင်မလေးအခုခင်မဘဲအကောင်ဂိုမဘော ွားကိုအသက်ပေးပြီးတော့ချစ်စရာဘာအကြောင်းမှမရှိမနေဘူးနော်ရှိမနေဘူးအဲ့ဒါလေးကိုလည်းစဉ်းစားဖို့လိုတယ်သိလားကိုကဒီလိုမျိုးလှုပ်လိုက်တယ်ဆိုရင်အဲဒါကလေမတော်တဆကားကြိတ်မှုလည်းဖြစ်သွားနိုင်တယ်ဒါကကမမြင်လို့ကြိတ်သွားတာလည်းဖြစ်ရင်ဖြစ်နိုင်တယ်ကားသမားကတော့ထွက်ပြေးသွားတယ်ပေါ့ကွာမမိသေးဘူးအာကိုကိုတိုင်လည်းခုနကတော့ post ပိုင်ရှင်လို့လှဲချပလိုက်တာလည်းဖြစ်ရင်ဖြစ်နိုင်တယ်အဲ့ဒါဆိုရင်ကိုကိုရဲ့ဘဝလည်းအခုဒီလိုဖြစ်သွားပြီကိုရဲ့အိမ်ကကြံခဲ့တော့ကိုမိသားစုတွေကလည်းအကုန်လုံး ဘယ်လိုပြောမလဲစိတ်ဆင်းရဲတော့ကနေကြံခဲ့မယ်အခုကြိတ်သွားတဲ့ကာသမားလဲဒုက္ခရောက်ရမယ်ဒါတွေကိုလည်းထက်စင်းစားရမယ်ပြီးတော့ဘာမဟုတ်တဲ့အကောင်တွေအတွက်နဲ့ကိုဘဝကိုဒုက္ခရောက်မခံပါနဲ့အခုခင်ဗျာလေးအဲသူများတွေ post ပြင်ထားတာလေးလည်းမြင်ကြမှာပါနော် အချစ်ဆိုတာအမြဲတမ်းဘယ်တော့မှမသေးဆုံးဘူးတဲ့ဒီတယောက်နဲ့ဒီတယောက်နဲ့တူဟာဖြစ်သွားလို့လဲနောက်ထပ်အချစ်သစ်တွေပေါ်လာမှာပဲกว่าသိလားအဲ့တော့ကိုဘွားကိုအဆုံးရှုံးခံကိုမိသားစုတွေစိတ်ဆင်းရဲခံတဘာသူပါဒုက္ခရောက်ခံပြီးကိုဘွားကိုမစရေပါနဲ့အချစ်ကဘွားကြီးမဟုတ်ဘူးအချစ်ကဘွားကြီးမဟုတ်ဘူးဒါကတကယ်မမြင်လို့ကားကြိတ်မှုလဲဖြစ်နိုင်နေဆိုပေမဲ့တကယ်လို့သာကိုကိုကို တကယ်ကားကြိတ်ခံလိုက်တယ်ဆိုရင်ကားသမားကအခုဒုက္ခရောက်ရတော့မယ်အနေထားမှာရှိတယ်။ကဲဒီကောင်မလေးမှလည်းဘလောက်တောင်စိတ်ဆင်းရဲသောကတွေများနေလဲဆိုတာတော့တော်တော်ရုပ်သေးခြင်းလောက်အောင်စိတ်ဆင်းရဲသောကတွေနဲ့ကြုံနေရလို့လည်းဖြစ်မှာပေါ့နော်။ဒါပေမဲ့အဲ့လောက်ဒီအချစ်အတွက်နဲ့ဘဝကိုအဆုံးရောက်မခံနဲ့လို့ဒါလေးပြောဖြစ်စရာဘလို့လဲဆိုတော့ခါကျတော့အဲ့ကောင်မလေးကားတိုက်ခံရတဲ့ကောင်မလေးနဲ့ ကောင်းလေးနဲ့ကเนาะကလောကနေပြီးတော့ပြန်လာကြတာအဲ့ဒီရွှေကုံနိုင်ကုံတရားရဲ့အစင်းเนาะအဲ့ဒီရဲ့အစင်းမှာကားရက်ပြီးတော့ရန်ဖြစ်ကြတာเนาะရန်ဖြစ်ကြတဲ့ခါကျကောင်းမလေးကိုအဲ့သူ့လက်ကြီးအိတ်နဲ့เนาะအဲ့သူ့အထုံးနဲ့ကောင်းမလေးကိုထားပြီးတော့ဟိုကောင်ကမောင်းပြီးတော့ထွက်သွားတာ ထွက်သွားတဲ့အချိန်မှာကောင်မလေးကတော့မနေ့ကညနေ6နာရီလောက်ကဖြစ်တာဆိုတဲ့အခါကျရုံချင်းတိန်ကြီးရုံစင်းကြီးဆိုတော့ကားကလည်းရှုံနေတာနော်အဲ့ဒီအလိုအချိန်တွေမျိုးမှာကားကဟိုဘက်ကူလိုက်ဒီဘက်ကူလိုက်တဲ့လုံနေသေးတယ်တဲ့သူများတွေပြောတာပေါ့နော်အဲ့လိုလုံနေရင်ရနေပြီးတော့နောက်ဆုံးကြတော့ကားလမ်းမပေါ်မှာလှဲအိပ်ပလိုက်တာတဲ့နော်ကားကတိုက်ချင်လို့တိုက်သွားလဲမဟုတ်ဘူးသူ့ဘာသူတေချောင်းကြံတာတော်တို့ရေးနော် အဲ့တော့စစချင်းအဲ့ဒီနားလေးမှာလဘေးဆိုင်မှာရှိတဲ့လူတွေကလည်းဝိုင်းဆွဲမလို့ဆိုပြီးတော့သွားသေးတယ်လေအဲ့ဒီရှုပ်နေတဲ့အချိန်ပေါ့ ਈ ရုံစင်းချိန်ကားလိုင်းရှုပ်တဲ့အချိန်ဖြစ်နေတဲ့အခါကျတော့အဲ့ခဏလေးတွင်ပါပဲလျှက်တစ်ပြက်တွင်ပါပြုတ်ပြကွက်ကြီးဆိုပြီးတော့အဲ့လိုမျိုးဖြစ်သွားတာလေကမာလေးကလည်းငငယ်ချောချောလေးတဲ့ပုံထဲမှာလည်းလှရဖြူဖြူပွိုးပွိုးနေတော့နော်အသက်ကလည်း23နှစ်ပဲရှိသေးတယ်တဲ့အဲ့တော့ အမျိုးသမီးတွေကိုပြောချင်တာလေလေရှင်တို့အဲတရုတ်ကဗီဒီယိုအတူထွားလေးအဲကိုရီးယားကားတွေကအတူထွားလေးကိုကြည့်ပြီးတော့ရှင်တို့အဲတိုင်းဖလိုင်းနေနဲ့ဟိုကမ္ဘာရောက်သွားမယ်ဒီကမ္ဘာရောက်သွားမယ်ထင်ပြီးကိုကုတ်ကိုတော်ကပ်ပြီးမသေးချားနဲ့တော်လို့ရေအချစ်တစ်ခုလေအချစ်တစ်ခုဆိုရာကြာဒီရောက်ကြားနဲ့ပြုတ်ပြီးဒီလိုမျိုးချစ်လိုက်တယ်မလားစစ်စားကင်စားကျင်နာစားမှာလေအဲ့လိုလေးချစ်ကြတာတက်တနာလေးလည်းအဲ့လိုခံစားချက်မျိုးလေးခံစားရတာပဲအဲ့ဒါနဲ့ပြတ်သွားပြီးနောက်တစ်ယောက်နဲ့ချစ်လဲအဲ့ဒီတော့ကအတိုင်းနဲ့ခံစားရတာပဲ ဲ့တော့အချစ်ဆိုတာဘယ်အချိန်မှပဲပွင့်ပွင့်ပွင့်လန်းလာပြီးတော့အဲ့လိုမျိုးချစ်နိုင်တဲ့အစွမ်းအားတွေရှိတယ်။နိုင်ငံသားမှာဖိုးကြီးဖွားကြီးတွေပဲကြည့်လိုက်တော့တော့ကေကန်နီးမှာတော့ကင်းယူမြောက်တာအဲ့ယူကြတာလေ။အဲ့လိုမျိုးတွေလည်းရှိတယ်။အဲ့တော့ဒီအချစ်တီဒီကိုယ့်ရဲ့ဘဝမဟုတ်ဘူးเนาะကိုယ့်ကိုတောင်မှเนาะနှစ်နှစ်ကာကမချစ်လို့လမ်းဘေးမှာချသွားတဲ့ကောင်းအတွက်နဲ့များကိုကိုကိုတော့ကပ်ပြီးတရားလဲဆိုပြီးကိုယ့်ရဲ့ နော်မိဘကလည်းစိတ်တော့ကားနေပြီကိုအားသာတော့ကြေသွားနောက်ကမိသားစုတွေကလည်းအဲ့တသားသားဖြစ်ပြီးတော့ကြံခဲရတာနော်ဘာမှမဟုတ်တဲ့ဟာအတွက်နဲ့ဘာမှမခံစားနိုင်တဲ့နောက်ဆုံးကြတော့ဂျားလည်းအချောင်အပြစ်မရှိတဲ့ကာသမားဒီမဲ့ခံရအောင်ပါနော်ကာသမားဒုက္ခပေးပြီးတော့မှတော့ကြေသွားကြတာဤအဲ့လိုမျိုး ကိုယ့်အကောဒီမဲ့မခံစားနိုင်တော့လို့အဆုံးအဆုံးစီရင်မယ်ဆိုလို့ရှိရင်မလုံနိုင်မလုံတာတော့အကောင်ဆုံးပဲတကယ်တကယ်အဆုံးစီရင်တယ်ဆိုလို့ရှိရင်ကိုယ့်အကောလွတ်လွတ်ကင်းကင်းနဲ့သူများကိုဒုက္ခမပေးတဲ့နီးလန်းနဲ့ပဲကိုယ့်အကောအဆုံးစီရင်ကြပါအောင်နော်အဲ့ဒီဘာမှမဟုတ်တဲ့အချစ်အတော်နဲ့ကိုလက်ဘဝကြီးထင်မနေနဲ့ဘဝအချစ်တဲ့အရေးကြီးတဲ့အရာတွေလည်းအများကြီးရှင်တို့အိမ်အောင်နာတကယ်တမ်းပြုတ်ကြည့်လိုက်နော်ရေးစားဘဝမှာအဲ့ဒါတွေကိုအဟုတ်တယ်အိမ်အောင်ပြုတ်ကြည့်ပြီးတော့မှမင်္ဂလာဆောင်ပြီးဘောဘတ်ကြည့်ဆိုပြီးတော့မှအဲ့ဒီ လက်ဖွက်ခွဲတဲ့အချိန်ကနေစပြီးတော့မှရှင်တို့ရဲ့ဘဝကစတာနော်ကိုယ့်ဟာကိုဆုံးဖြတ်ကြဒါပဲဆက်ဆုံးမပူလို့လည်းအတုခိုးမှမှဆိုလို့နော်နောက်ပြီးတော့ဒီမှာပြန်တွေ့ကြမယ်တတား ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးထဲမှာဆိုရင်ပြပြပေးသွားမှန်းနေပေါ့နော်အချစ်ကဘဝကြီးမဟုတ်တလို့ယောက်ျားတယောက်အတွက်နဲ့လေဒီလောက်ထိလှုပ်ဖို့မလိုဘူးနော်တကယ်တကယ်လှုပ်ချင်လေကိုပါကိုနေရာလုကင်းတဲ့နေရာမှာလှုပ်ရအခုလို့သူလှုပ်လိုက်တဲ့လှုပ်ပုံကြီးရကြတာသမားအတွက်လည်းဒုက္ခပတ်ပြီးပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒီအမျိုးသမီးကချွတ်ချွတ်လေးနော်ချစ်စရာလေးအသားပွပွလေးနဲ့နှမျောစရာလေးအရန်ကောင်းပါတယ်အချစ်အတွက်နဲ့အသက်ကိုပါစတိခဲ့တာအရန်လည်းတုံလို့ဖို့ကောင်းတယ်ပေါ့နော်အောက်လူတွေလည်းဒီအမျိုးသမီးကိုကြည့်ပြီးတော့ဘဟုတုတာသင်ငန်းစာယူကြပါလို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုလည်းနောက်ထပ်အများသူကမြင်တယ်လို့ like share လေးပြုလို့တော့ပေးပါနောက်ထပ်သတင်းတွေရရှိလာအောင်မယ်ဆိုခေ ီနေ့ဆက်လက်တိဆက်ပြသပေးတော့မှာမရှိဒါဆိုရင်နောက်ထပ်ဘယ်လိုမှပြတ်ဆုံးကြတတ်တာ